လင်းယောက်ျားအရွေမမားဖို့ယောက်ျားဆိုတာတိတ်အလွန်တိတ်အိမ်တွေရလွန်တာအတိတ်ပဲမရှိဘူးသမီးအရက်မတောက်ဘူးဆဲလိမ့်မတောက်ဘူးမိမကိစ္စမပွဲလျှော့ဘူးအနေထိုင်အေးစေးတယ်တယောက်တည်းအေးအေးချမ်းချမ်းနေတတ်တယ်စကားပြောရင်လည်းအိမ်တွေရတယ်တော်တော်လာလာတိတ်မရှိဘူးသူတစ်ပါးကိုကူညီတတ်တယ်ရံဖြစ်တာတိတ်မရှိဘူးအော်ကျစ်ဟစ်ချက်မပြောတတ်ဘူးအဝတ်အစားကိုတည်တည်တတ်တတ်ဝတ်တတ်တယ် အာနာတတဲစကားအရှမ်းမများဘူးအမဲလုံလုံပြ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 ုံနဲ့တဘောကောင်းပုံပေါက်တယ်အနေအထိုင်လျှော့ဝတ်တယ်အပြောအဆိုရင်ကျေးတယ်စမ်းကျင်ဘက်တွေတိတ်မပြောဘူးဘာပြောပြောထောက်ခံတယ်ဒါရီဟာလူကောင်းတယောက်မှရှေ့တဲ့အရေးအချင်းတွေပေါ်သမီလူတွေမှာအခုလိုအရေးအချင်းတွေရှိနေတာဟာကောင်းနေဆိုတဲ့သဘောပေါ့ဒါပေမဲ့ဒီကောင်းလှပါတယ်ဆိုတဲ့အရေးအချင်းတွေအကုန်လုံးဟာ လူတယောက်ထဲမှာသွားရှိနေရင်တော့ထိုလူဟာလူကောင်းလို့ပြောမရတော့ဘူးသမီးရဲ့အထူးတစ်ဖြစ်ဒီအရေချင်းတွေဟာယောက်ျားတွေမှာများများဆဆရှိနေလို့မရဘူးယောက်ျားတယောက်ဟာအခုနေဖေဖေပြောပြခဲ့တဲ့အရေချင်းတွေအများပြရှိနေရင်အဲ့ဒီယောက်ျားဟာယောက်ျားကောင်းမဟုတ်တော့ဘူးသမီးပိုဆိုးတာကအဲ့ဒီလိုယောက်ျားမျိုးဟာအိမ်အောင်ဖက်ကောင်းတရားဘယ်လိုမှမဖြစ်နိုင်ဘူးသမီးရဲ့ ယောက်ျားတွေဟာအနေထိုင်သိပ်အေးစေလို့မရဘူးသမီးနည်းနည်းပပတော့ပူပူလောင်လောင်ထထကြွကြွရှိနေမှယောက်ျားပီတာတာကွာယောက်ျားတွေဟာနေရာတကာတိုင်းမှာအပြောအဆိုတွေနူးညံ့ညံ့တာနေလို့လည်းမရဘူးလူတကာနဲ့ယဉ်ကျေးဖြူငါနေလို့လည်းမရဘူးသမီးယဉ်ကျေးတာကောင်းတယ်နူးညံ့ညံ့တာကောင်းပါတယ်ဒါပေမဲ့နေရာတကာတိုင်းမှာနူးညံ့နေတာကတော့အတိတ်ပဲရှိဘူးကွာ ။អော်ရမယ့်နေရာမှာអော်ရမယ်။ប៉ក្កွဲရမယ့်နေရာမှာប៉ក្កွဲရမယ်တမီး။យិនជេតိမ်ម្វិលលွန်ដាទីខានលွန်ដាဟာလူတကာအနိုင်ကျင့်နာခံရဖို့တသက်ပဲ။ကိုနဲ့ဘာမှမပတ်သက်သူတယောက်ရဲ့ယဉ်ကျေးတိမ်မွေးမှုတီးခံနိုင်မှုတွေဟာချီးကျူးစရာဖြစ်တတ်ပေမဲ့ကိုလင်ယောက်ျားအိမ်တော်ဖက်အနေနဲ့တော့ထို့အရာတွေဟာအတုံးမဝင်တဲ့အရေးချင်းတွေပဲသမီး။အတုံးမဝင်တာအပြင်ကိုကိုစိတ်ဆင်းရဲမှုတွေပေးတဲ့အရေးချင်းတွေတော့ဖြစ်နိုင်သေးတယ်သမီးရဲ့။ သူဟာလူတကာကိုယဉ်ကျေးဖြူငါနေလေတမိအတွက်စိတ်အနှောက်အယှက်ဖြစ်စရာတွေပေါ်ပေါက်နိုင်လေပဲယောက်ျားကောင်းဆိုတာရန်သူတွေအပေါ်ဓာတ်တလျက်ကျင်နာသူအပေါ်မှာပြားရည်ဇက်တက်သမီးရဲ့ကြားဘူးတယ်မဟုတ်လားလူတကာအပေါ်စိုးနေလေတမိအပေါ်မှာကောင်းနေဆိုရင်ယောက်ျားကောင်းမဲ့သမီးအိမ်အောင်ဘက်ကောင်းမဲ့ဆိုတဲ့တဘောပေါ့အရေးကြီးတာကကို့အပေါ်ကျင်နာဖို့ပဲလေတလောကလုံးနဲ့မတည့်တဲ့သူဖြစ်နေရင်တောင် ကိုနဲ့အဆင်ပြေတယ်ဆိုအိမ်အောင်ဖက်ကောင်းပဲလို့ပဲတတ်မှတ်ရမှာပေါ့သူနဲ့ကိုနဲ့ပေါင်းမှလည်းကိုနဲ့ကြအဆင်မပြေပဲတလောကလုံးနဲ့ပြည်လဲနေတာဘာလို့ရမှာလဲနောက်ပြီးအာနာတတဲယောက်ျားဘာမှတုံးစားမရဘူးသမီးအထူးတစ်ဖြင့်မိမရင်နဲ့ပတ်သက်ရင်အာနာတတဲယောက်ျားပို့ဆိုပေါ့အဲ့လိုယောက်ျားနဲ့များညာလို့ကတော့ညီဒူးနဲ့မျက်ရည်တော့ရမယ် ယောက်ျားတတော်များများမှာမိန်းမတွေနဲ့ပတ်သက်ရင်မပြတ်သားတဲ့စိတ်ထားရှိတယ်။အဲစိတ်ထားဟာယောက်ျားတွေမှာအန္တရာယ်ကိုဖိတ်ခေါ်နေတဲ့စိတ်ထားပဲတမီ။ယောက်ျားတွေဟာသူ့အမေနဲ့ပတ်သက်ရင်မပြတ်သားဘူး။အမတွေညီမတွေနဲ့ပတ်သက်ရင်မပြတ်သားဘူး။တငယ်ချင်းမိန်းမတွေနဲ့ပတ်သက်ရင်လည်းမပြတ်ဘူး။ဘာမှမဆိုင်တဲ့မိန်းမတွေအပေါ်မှာလည်းမပြတ်သားဘူး။ကုံကုံပြောရရင်ကွာ ယောက်ျားတွေဟာတကားမှမမြင်ဘူးတဲ့မိန်းမတွေအပေါ်မှာတော့မပြတ်သားတတ်ကြဘူးသမီး။နောက်ပြီးယောက်ျားတွေမှာတလွဲကောင်းတဲ့အချက်လေးတခုရှိတယ်။အဲ့ဒါပါလဲဆိုတော့သူတို့အနီးအနားကမိန်းမတွေကိုပျော်စေချင်တဲ့စိတ်ပဲသမီး။ဟုတ်တယ်။ယောက်ျားတွေဟာသူတို့နဲ့ပတ်သက်တဲ့မြမိန်းမတိုင်းကိုပျော်စေချင်ကြတယ်ကွာ။အမေကိုပျော်စေချင်တယ်။မယားကိုလည်းပျော်စေချင်တယ်။တငယ်ချင်းမတွေကိုလည်းပျော်စေချင်တယ်။ ိမ်ကမိမတွေကိုလည်းပျော်စေချင်တယ်။သူတို့ရဲ့အဲ့ဒီလိုပျော်စေချင်တဲ့စိတ်ဟာထုံမိမတွေအားလုံးကိုစိတ်ဆင်းရဲစရာတွေပေးနေတာမှသူတို့မသိကြဘူး။သူတို့ကမိမတိုင်းကိုပြောင်းအောင်ထားနိုင်တယ်ဆိုပြီးသူတို့ကိုသူတို့ဂုဏ်ယူနေကြတာကွတကယ်တော့ဘေးယောက်ျားမှမိမနှစ်ယောက်ကိုတပြိုင်တည်းပျော်နေအောင်မစွမ်းဆောင်နိုင်ကြပါဘူးအမေကိုပြောင်းအောင်ထားရင်အိမ်ကမိမစိတ်ဆင်းရဲနေရမယ် အိမ်ရမိမကိုပြောအောင်ထားရင် အမေကလည်းကြည်မမဟုတ်ဘူးဒီတဘောတရားတွေကိုသိတဲ့ယောက်ျားကခက်ရှာရှာပဲသူတို့ကိုသူတို့မိမတိုင်းကိုပြောအောင်ထားနိုင်တယ်ဆိုပြီးမန်တက်နေတတ်တဲ့ယောက်ျားတွေဒါခက်များများဖြစ်နေတာနောက်တစ်ခုကထားကြွလုံးလာမရှိခြင်းပဲသမီးယောက်ျားတယောက်မှာထားကြွလုံးလာမရှိခြင်းဟာသမီးငတ်ဖို့အကြောင်းတရားပဲကွအေးအေးဆေးဆေးနေတယ် အချိန်တိုင်းမှာကြောင်ထဲတိုးပြီးဖုံးပွင့်နေတဲ့ယောက်ျားကဘာမှတုံ့စားမရဘူးကွအေးအေးနေချင်ရင်တယောက်ထဲနေလေအိမ်တော်ပြုတ်ပြီးပြီဆိုရင်တော့နေရာတကာတိုင်းမှာအေးချင်နေလို့မရတော့ဘူးပြင်းနေလွားနေရတော့မယ်ခုံနေပေါက်နေရတော့မယ်မိသားစုတာဝန်တွေကရှိလာပြီမဟုတ်လားယောက်ျားတယောက်ဟာအနေအထိုင်အေးဆေးတည်ငြိမ်လှတယ်ဆိုပြီးတဲဟုတ်ပါလားငါယောက်ျားကအိမ်တွေရတယ်ဆိုပြီးမန်တက်မနေနဲ့ တချို့ယောက်ျားတွေအေးဆေးတည်ငြိမ်နေဆိုတာလှုပ်ရမှာကိုပြင်းနေတာမျိုးတွေတောက်ပြင်းထူတဲ့ယောက်ျားတွေဟာလှုပ်ရမှာပြင်းလို့ငြိမ်နေကြရာကနေတည်ငြိမ်ခန့်ကြားတဲ့ပုံပေါက်သွားတာတမီးရဲ့တကယ်တော့အဲ့ဒါတည်ငြိမ်တာမဟုတ်ဘူးဘာတော့လုံးမမလုပ်ပဲအချိန်တိုင်းကြောခင်းနေချင်ကြတာတချို့ယောက်ျားတွေရှိသေးတယ်လူမှုရေးအရန်ကောင်းတာနေရာတကာတိုင်းမှာတဘောကောင်းတယ်၊ကူညီတယ်၊ရှိုင်းပင်းတယ်လူတကာနဲ့တဲ့တယ် ဒါပေမဲ့ကို့အိမ်မှာတော့ဘာမှအသုံးမချဘူး။တလောကလုံးကိုကုညင်လောက်ကင်ပေးပြီးကို့အိမ်ရောက်တော့မောမောနဲ့အိပ်ပျော်သွားရော။လူတကာကိုကုညင်နေပေမဲ့ကို့အိမ်ကလူတွေပင်ပန်းနေသလားဆိုတာလောက်တောင်သတိထားရကောင်းမှမသိတဲ့ပရဟိတကိုကိုရီပေါ့။အထူးသတိထားပါသမီး။လင်းယောက်ျားအရွေးမှားတာဟာဘဝပြတ်တာနဲ့အတူတူပဲသမီးရဲ့။